စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနှိမ့်မလန်းမမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတုံးစိတ်တွေဘာကြောင့်ပင်ပန်းတာတုံးကိုယ့်ရဲ့စိတ်ကနှိမ့်မလန်းမမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတာတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာ ဘာပြောတာတော့ဆွေမမှုຢາກနဲ့တကွာဖြစ်တဲ့စိတ်မကျေနပ်မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကို မသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထန်းနေလို့ပြောတယ်အလိုရင်မဲ့တွေတိတ်ကြီးလာရင် စိတ်ကရိုင်းနေပေါ့နော်မကျေနပ်မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တုံမှုတွေ ဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတိတိကျကျစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကံအပြောတွေကလည်းရိုင်းလာတယ်ကာယကံအပြုအမူတွေကလည်းရိုင်းလာတယ်ဒါမဲ့ဘုံတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှအော်ဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့ နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုမတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုမတို့တွေကလူချင်းမမိုးစရာအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကမဖြစ်အောင်ဆုံးမမေးဟုတ်လားမကျင်တဲ့စရာအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမေးမေတ္တာဖြစ်အောင်နော် ဘလို့အာယုံနဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါကြိုးစားမယ်ဟဲ့ဟောဒါစိတ်ကိုဆုံးမတော့အဲ့လိုမျိုးအာလောဘတတ်တည်းအာဒေါသဆိုတဲ့မေတ္တာတတ်တည်းအာမောဟဆိုတဲ့ပညာတတ်တည်းဘုံတို့တဏ္ဍာမှာဖြစ်အောင်လှုပ်တာကိုဒါစိတ်ကိုဆုံးမတယ်လို့ခေါ်တယ်ဒီနေ့အဖြစ်ယာယိနေတဲ့စိတ်ကိုယဉ်ကျေးအောင်လှုပ်လိုက်တာကျမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပေါ့အဲ့လိုကြိုးစားနိုင်တာနဲ့မြတ်ဘုံတို့ရဲ့စိတ်ဟာနော် တဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီးတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုစုံမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။ဘုန်းဘုတို့ဓမ္မပဒပါဠိတော်စိတ်တဝတ်ထဲမှာဒုံနိဂဟတလဟုနောယထာကာမနိပါတိနော စိတ်တသဓမ္မထောတာတုစိတ်တံတန်တံဒုက္ခဝဟ။နော်တချို့ဒီကဒါလေးရလိမ့်မယ်နော်။ဒုံနိဂဟတနှိမ့်နှင်းမှုရခဲရင်သော လဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကမ္မနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောဟောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားသုံးမျိုးပြောတယ်စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်ဆုံးမဖို့ခက်တယ်အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်ရောက်ခြင်းတဲ့နေရာကိုစီးမရှိကံမရှိရောက်တော်တတ်တဲ့သဘောလည်းရှိတယ် နှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကကောင်းနိုင်ပေါ်ရမှာရှိခက်ခဲပြီမလို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံမမယ်ယဉ်ကျေးအောင်လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ္တဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟန် ်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါပဲနော်အဓိကချက်ကဒီဟာထာလေးကိုအချမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပဲကို ပိုင်ပိုင်နိုင်နိုင်ကြုံမိငုံမိနားလည်နိုင်ရမယ်။စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်။အဲ့ဒီလိုစိတ်ကိုစုံမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်။ဘာကြောင့်လဲ ဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့ဒါဘုံဘုံတို့လိုလားတောင့်တတဲ့ချမ်းသာဒုက္ခကိုရကျင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြံထမ်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမ့်မှလမ်းမှဘလို့ကြမလို့ဆုံးမကြရမယ်ပေါ့ဒီဟာဒါလေးကိုဘာကြောင့်ယက်စွာဘုရားဟောသလဲလူတိုင်းကြားဖို့ပါလေယက်စွာဘုရားလက်ထက်ကမာတိကမာတာဆိုတကမာကြီးသူနေတဲ့ရွာကိုယဟန်တော်၆ကျိတ် တရားလာပြီးတော့အထုတ်ကြအဲ့ဒါကမှရပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူဒန်းပြီးတော့နေတာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကိုသူကအထုတ်ပြီးတော့ယဟန်တော်တွေအရင်သူကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာသူကတကောအဋ္ဌိဘတ်နဲ့မှတွဲပြီးတော့ရတယ်အဲ့ဒါယဟန်တွေရဲ့စိတ်ကိုသူကအင်းအနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်အဲ့ဒါကြောင့်ယဟန်တွေရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေဟာဝါတွင်းသုံးလအတွင်းမှာသူတို့လည်းပဲယဟန်နာဖြစ်ကြတယ်။အဲ့တော့သူတို့ယဟန်နာဖြစ်တာဒီဒကမာကြီးရဲ့ကျေးဇူးမကင်းဘူးပေါ့နော်။နောက်တော့အဲ့ဒီယဟန်တော်တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုံတရင်ကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်စည်းပေးနိုင်တယ်လို့ဒီတရင်ကအလွန်မွေးတယ်ပေါ့။အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့ တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြင်မြန်ဆန်းဆန်းတရားထုတ်တရားမြတ်ရမှာပဲရှုပြီးတော့သူသွားတယ်။ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမကြီးကတိနေတယ်။သူကဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာတယ်။အင်း။ကျောင်းကလည်းညစ်ပတ်နေတာအတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတော့တန်ရှင်းရင်သမားရောက်လာတယ်။နောက်နေ့ဆွမ်းခံသွားဖို့ငါခီးပန်းလာတယ်ဆွမ်းလေးမြန်လာပို့ရင်ကောင်းမယ်ဆိုရင်ဆွမ်းလာပို့တဲ့လူရောက်လာ အဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတော့အဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူးသူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဖေဟာကျုပ်ကသူများမေးတာ မဟုတ်ဘူးဒကမာကြီးကိုမေးတာဒကမာကြီးသူများစိတ်သိသလားအဲ့တော့မမစင်ဘယ်နဲ့ကြောင့်မမေးသင့်မမေးတိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပါနော် အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့ဘာဘလို့တော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိတယ်လို့မတင့်တော်မတင့်တော်တာကိုလည်းတွေးတာပဲလေအဲ့တော့ငါလာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးတော့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတအားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာ ဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့အခါကျတော့ဒီလိုဒီကြောင့်ပဲဘုရားသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှောက်မှာ तू မနေရဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားသိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဃာထာလေးကိုအဲ့ဒီနေရာမှာ နေရဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာဒုန်ိဂဟတလဟုနောယထာကာမနိပါတိနော စိတ်တတဓမ္မထောတာတုစိတ်တန်တန်ဒုက္ခဝဟဒုံဒိခာတစိတ်ဆိုတာစုံမာဖို့ပိုင်နိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးပေါ့နော်ဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတောကြာဟိုနာခုဒီအကြောင်းရာတောကြာဟိုအကြောင်းရာရောက်ချင်ရာရောက်တွေ့ချင်တွေ့ရထကမ္မနိပါတိနောစီမရှိကမ္မရှိဗယံပဒါရောက်ချင်ရာရောက်တွေ့ချင်ရာတွေ့ပြီးတော့ ဘူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျဆားတတ်တယ်ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုသုံးမနိုင်မယ်ဆိုရင်အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တ္တဓမ္မထောတာထုနော်စိတ်တ္တစိတ်ကိုဓမ္မထောယဉ်ကျေးအောင်သုံးမနိုင်ခြင်းဒီတာထုကောင်း၏ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟာသုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာ <laughs> ော်ဒီစိတ်မယင်ကြည်ဘူးယင်ကြည်တယ်ဆိုတာဘာကိုပြောတာတော့ဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့အဲဒီလိုမျိုးစိတ်ရဲ့အညစ်အကြေးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြံထန်းနေဒီလိုခေါ်ရအဲ့ဒီလိုအနေထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဖုံဖုံတို့နားလည်လို့ရပါတယ်နော် မမုန်းမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲတာဟုတ်လားအဲ့ဒါကိုဘုံဘုံတို့အကောင့်ထဲဖို့မယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်မယ်အဲ့လိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပောက်ကွဲတဲ့အဆင်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါဘုံဘုံတို့ရဲ့ဘဝပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်ပေါ့နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော် လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှဒါလေအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်သွားတာတော့ရိုင်းသွားလား။အဲ့ဒါကိုဘုံဘုံတို့ကနီးမှလမ်းမှဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့အခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ရွှေပြီးတော့သူ့ရဲ့နေရာမှာနော်ဆွလွတ်နိုင်မှုတွေအာဒေါသဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ เนาะအမောဟပညာတရားတွေဖြစ်အောင် လုံနိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံမှတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုံနိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့လက်တွေလေးဘုံဘုံတို့ဟိုကြိုးပမ်းအားထုတ်ကြည့်တဲ့နေပေါ့နော်ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်ဒီပြိုင်တည်းနားလေထားမှာကဩငါစိတ်တွေရိုင်းနေပြီဆိုတာပေါ့နားလေရမယ်စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးပေါ့နော် ဒါဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့네ပယ်ကျက်ပြတ်မှုကိုလည်းတွေးကြည့်တဲ့နဲ့เนาะတမမမီဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကထင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်တကယ်ယဉ်ကျေးမှုအစစ်ရိုင်းဆိုင်မှုအစစ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကယိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးเนาะဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကို မဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့လေအဲ့ဒါဆိုလို့ရှင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနေကဟတာနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုံဘုံတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလက်ရမှာပေါ့နော်ခက်လို့မလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ် ဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဘုန်းဘုန်းတို့စူးစမ်းနိုင်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြင်းအေးမှုတတ်တာမှုချမ်းသာမှုဘုန်းဘုန်းတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုပ်မှရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုန်းဘုန်းတို့ဘာလုပ်ရမလဲစူးစမ်းကြဒါကြောင့်မြတ်စွာဘုရားက မျောမြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ်မောင်းယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတတာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခုနှစ်နှစ်သားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်အဲ့ဒါသူ့ရဲ့ဥပိ္ပဇေဆရာရှင်သာတိပုတ္တရာနဲ့ကိုရင်ဝတ်ပြီးမကြားသေးပါမကြားခင်ပါပဲမြို့ထဲကိုဆွန့်ခံလိုက်သွားတာလို့ဆွန့်ခံလိုက်သွားတဲ့အခါကျတော့ ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖျက်ရတာ哦ဖျက်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်းလေးတွေတွေပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးဘူးအဲ့တော့ရှင်သာတိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေက စိတ်ရှိသလားလို့မေးတယ်အခုလို့မေးတာတော့ဆိုတော့လူကျင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာ ဟိုနားလေးလိုချင်ဟိုနားလေးဆွဲသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့ခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာဝမေးအာကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဘာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်းကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်တမထာတရားဝိပဿနာတရားနဲ့ နော်လိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိရမှာတော့နော်အဲ့လိုစဉ်းစားတာဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုန်းကြီးတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံမျိုးစုံလှုပ်ကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့လို့ဆိုတော့လက်သမားတွေလဲဘိန်းတွေလှုပ်နေကြမြင်ကွင်းကအစုံမြင်ရတာပေါ့နော်အဲ့ဒီလဲဘိန်းတွေလှုပ်နေတော့လက်ဘိန်းတွေကဘုန်းကြီးတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှာအဝိုင်းကြီးဖြစ်သွားတာဟုတ် ဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတို့ပဲကိုတို့ ਨੇ နော်ရွေကြခုတ်ကြထစ်ကြပြုတ်ပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်သောတော်ဝလို့ပဲစိတ်မရှိတဲ့အသားဘုံတောင်လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာနော်သူတို့ကောင်းတရားမှာလိမ်မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုပ်နိုင်ပဲရှိရမလို့ငါလုပ်မယ်အဲ့လိုစဉ်းစားတယ် ဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မေးတဲ့နော်သူ့ဖို့နော်ငခြင်းသားလေးနဲ့နော်ဆုံးရအောင်လဲဆုံးခံခဲ့ပါအောင်လို့ဒီလိုမှာခဲ့တယ်ကိုရင်ကဒါရှင်သာရိပုတ္တရာလည်းခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်တွေအခြေခံပြီးတော့သူ့စိတ်ကိုနော်စောစောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့နော်ယာကဒေါသမောဟမာနအိတမစီယစရှိတဲ့နော်ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင် နီးမှလမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟန္တာဖြစ်တယ်။အဲ့ဒီမှာတကယ်ကိုရင်ပန္တိတာကတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်ပေါ့နော်။အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုံတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမအောင် ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အတိပဲရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောတယ်။ဥဒကေညိနယံတိနိဋ္ဌိကဥတုဂါရဓမယံတိတေဇနံ ဒါရုံဓမယန္တိတစ္ဆကအတ္တန္တဓမယန္တိပန္တိတာတဲ့ဥဒကေညိနေယန္တိနိဋ္ိကနိဋ္ိက လေသမာတို့သည်ဥဒကံရေကိုနေယန္တိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥဒုကာရဓမယန္တိတိစနံ ဥဒုကာရလေးသမားတို့သည်တေဇနမြားတံကိုဓမယန္တိအပူပေး၍ဖြောင်းရတယ်။မြားတံလေးကဖြောင်းနေမှကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မတ်မတ်မှန်နိုင်မှာ။မြားတံကဝိဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်ဘူး။အဲ့လိုပဲဖုန်းဖုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှသူသိတရားရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်။ပြစ်မှတ်ကို မှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြားတံဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုံဘုံတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကင်ကြီးနေယတိနိဋ္ဌိကဥတုကာရဓမယန္တိဒေဇနံဓာရုံဓမယန္တိတစ္ဆကဓာရုံဓမယန္တိတစ္ဆကတစ္ဆကလက်သမားဆရာတို့သည်ဓာရုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားအစတော့တေရင်တုံးကြီးပဲလေ ဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီးဆိုလို့ရှိရင်ပရိဘောကအသုံးဆောင်လဲဖြစ်နိုင်တယ်သောတော်ကပြောလို့ယင်တွေရဲ့အစိပ်ပိုင်းလဲဖြစ်နိုင်တယ်နောက်ဆုံးနော်နေယုတ်ထုလဲဖြစ်နိုင်တယ်ဆင်းတုတော်လဲဖြစ်နိုင်တယ်ဒီတေသအရင်တုန်းကဟုတ်လားအဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကနီးမှလက်မှစနစ်တကျနော်ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမြုံမနိုင်တဲ့အကျိုးရလက်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချဲ့တွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းကပြောတာပါဟုတ်လားဒါမြတ်စွာဘုရားက ကိုရင်တွေးခဲ့တဲ့အတွေးတွေကိုတိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော်လေသမားဆိုရင်လည်းမြားတံကိုတော့ဖြတ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်မြားတံမှာဖြတ်အောင်မလုပ်နိုင်တဲ့လေသမားကဘယ်လိုလုပ်ပြီးတော့မှသူပြည့်ရှင်တဲ့ပြင်မှတ်ကိုမှန်အောင်ပြင်နိုင်တဲ့လေသမားဖြစ်မှာမဟုတ်ဘူးနော် အဲ့လိုပဲလက်သမားဆရာဆိုရင်လည်း तू ဖြစ်ချင်တဲ့ပြိဘောကပြည့်စီဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။နောက်ရှင်လက်သမားဆရာဟုတ်မှာဖြစ်မှာမဟုတ်ဘူးနော်။ရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။မြားသမားမဖြောင်းနိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။ကိုလိုချင်တဲ့ပုံစံမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူး။အဲ့လိုပဲတဲ့နောက်ဆုံးကြတော့ဘာပြောတော့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့နော်ဒကာမတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမပေါ့နော်။ အတ္တနံဓမယန္တိပန္တိတာပန္တိတာအမျော်အမြင်ရှိရတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့နော်ဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလေကြတဲ့ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိသောသောကပြောသလိုယဉ်ကျေးအောင်မယိုင်းဆိုင်အောင်ဆုံးမကြတယ်တဲ့နော်ရေကိုကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်ဘူးမြားသမားမဖြောင့်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူးဟုတ်လား အဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလက်သမားမဖြစ်နိုင်ဘူး။နောက်ဆုံးစကားကျတော့ဘလို့ပြောမှာတော့ကိုစိတ်ကိုမှမစုံမနိုင်ဘူးဆိုရင်ဒီလိုဟာပညာရှိမဖြစ်နိုင်ဘူး။ဩဒီလိုမျိုးတွေးရမှာနော်။ဒါကြောင့်ဒီကထာလေးတွေကိုဖုံဖုံတို့ကြည်ချင်းအဖြစ်ကိုစိတ်ကိုစုံမတာခက်ခဲတယ်။မလွယ်ကူဘူးဆိုတာကိုဖုံဖုံတို့နော်သိထားတော့လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုနော်ဖြစ်မြောက်အောင်ဖုံဖုံတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလား။လို့လည်းနော်။ အဲ့ဒါကိုဘုံဘုံတို့လုံမတာလင်းကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလုပ်ပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဘုံဘုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူးလွယ်တဲ့အတိုင်းပဲဘုံဘုံတို့ဖြစ်တယ်လို့ပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိဘူးအဲကိုစိတ်ကိုဘုံဘုံတို့လွတ်ထားဖို့ဆိုတာလွယ်ပါတယ်ဒီတိုင်းပဲထားလိုက်ရုံပဲလေ အိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့လွယ်လဲလွယ်ပါတယ်ဘာမှခက်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 ဘုံမလို့ကြိုးပမ်းစရာမလိုဘူးအာယုံကောင်းနဲ့တွေ့ရင်ဘုံမလို့ကြိုက်မှာနော်အာယုံရိုးနဲ့တွေ့ရင်ဘုံမလို့မိုက်မယ်ပေါ့နော်ဒီလိုသွားတာဒါလွယ်ပါတယ်ဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဘုံမလို့လိုချင်တဲ့ကောင်းကျိုးရလက်ကိုဖြစ်စီမှာမဟုတ်ဟုတ်လားဟာအိဋ္ဌာယုံနဲ့ပဲတွေ့တွေ့နိဋ္ဌာယုံနဲ့တွေ့တွေ့မရှိကိုမရိုင်းစေရဘူးအမှန်တိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ် နမိတာတရားကိုပဲဖြစ်ထွန်းစေရမေးတိခံမှုခွန့်လွတ်မှုကိုပဲဖြစ်ဖြစ်ထွန်းစေရမေးလို့အဲ့လိုကိုယ့်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုံဘုံတို့စုံမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူးစိတ်ဆိုတာနေရစည်းတဲ့သဘောကိုအိုးသောသောကရေလိုပဲသူကဟုတ်လားကိုလိုတဲ့နေရရောက်အောင်လုပ်ဖို့ဆိုတာအားဆိုင်ရဒီတိုင်းပြစ်ထားမယ်ဆိုတော့ရေကသူ့အသူနေရတော့အပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုံဘုံတို့မလုပ်ရင်လိုလားတောင်းတတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဘူးဟုတ်လား အဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြအောင် လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေဟာမြားကိုဖြောင်းကြတယ်လက်သမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန်ဒီလုပ်ကန်ကြတယ်အဲ့ဒါလိုပဲအမျှော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့ပညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကို ကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့တော့အဲ့လိုဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုဆုံးမမလို့ဩဒါကအရေးပါတဲ့မိငုံဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ်မာအောင်ယဉ်ကျေးအောင်ဘယ်လိုဆုံးမမလို့ကိုယ်စိတ်ကိုဘယ်လိုဆုံးမမလဲဆိုတဲ့မိငုံရဲ့အဖြေလူရင်းတူရှင်လေးဘုံဘုံတို့음တန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်အဲဒီကနေ့ညဘုံဘုံကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခုနှစ်ပုဒ်ရှိပြီနော်ပြောတာ ကာထာလေး၃ပုဒ်ကိုဆက်ဆက်ပြီးတော့ဘုံမှာပြောနေတာဟုတ်လားအစီအစဉ်လေးချပြီးတော့ပြောနေတယ်အဲ့ဒီတာနုတာမလေးကိုအကြောင်းပြုပြီးတော့ဟောတဲ့ကာထာလေးကိုရင်တာနုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမကဒီကိုရင်ရှိနေတော့သူကသူ့ဘလူလောကနတ်လောကမှာသူကမျက်နာပွင့်တော့ကိုရင်ကိုမထွက်စေခြင်းကိုအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘီလူမကဝင်ပုပြီးတော့ တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလို့မှငါလက်ကမလွတ်เสียအောင်ငါမဖြစ်ဖြစ်အောင်နှိပ်ဆက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပူးပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းရံမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်တာနုကလူမထွက်ပါဘူးနောက်တော့သူကတရားဟောကောင်းနေနောက်ဆုံးရဟန္တာဖြစ်တယ်အဲ့ဒီကိုရင်တာနုကိုကြောင်းပြူတော်မြတ်စွာဘုရားဟောတဲ့ဂါထာအလွန်ထင်ရှားတယ်အလွန်လည်းကောင်းတယ်အဲ့ဒီဂါထာလေးကိုဘုန်းဘုန်းတို့အလွန်တရားမှအတိပဲပြည့်ဝတဲ့အတွက်ကြောင့် စိတ်ကိုရှုံးမဖို့အတွက်အတူဆုံးနှီးလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာဟိုမှတ်မှတ်သားသားလေးဖြစ်အောင်နာစီခြင်းတယ်ပေါ့နော်။ပါပြောထားတယ်ဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထာကမယထာဒုက္ခတတိဇဟနေကနိတမိယောနိတောဟဋ္ဌိပပိဏဝေယအင်ကုတကဟောတဲ့။ဂါထာကြီးဂါထာဆိုရတာတော့နည်းနည်းခက်တယ်။ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကံယထာကမယထာဒုက္ခ။ ော်ဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘလို့ပြောတော့ပုရိရှိခာကာလ၌ဣရန်စိတ်တံဤစိတ်သည်ဆိုလိုတာရှင်းတော့ဆပြီးတော့ခုချိန်ထိတိုင်အောင်တတ္တဝါရဲ့စိတ်ဘု து စိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လားစိတ်တည်းရဲ့သဘောဘလို့ရှိတော့ ਨੇ ဟိုရှင်းတော့ဆပြီးတော့ဒီကနေ့တိုင်အောင်ဣရန်စိတ်တံဤစိတ်သည်ယထာကာမယေနိစကံယထာကာမယထာတုခံယေနိစကံအလိုရှိတိုင်းယထာကာမအလိုရှိရာ ယထာတုခံကောင်းလို့ရာရာစာရိကံလှဲ့လေခြင်းကိုအစရိလှဲ့လေခဲ့ဘူးလားလေပြီတဲ့ဒကာဓမ္မတို့ဘုန်းတို့ရဲ့စိတ်ကဟိုးဘဝတန်တရားကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်းသလိုကျက်စားလာခဲ့တယ်အာယုန်နေရဲ့ပုံမှာထင်းသလိုကျက်စားလာခဲ့တယ်အဲ့လိုထင်းသလိုကျက်စားလာတယ်ဆိုတာကိုမြတ်စွာဘုရားဘလူလေးပုံဖော်ပြတယ်အဲ့ဒါလေးကိုဘုန်းဘုရားအလွန်ပြောခြင်းရေနှိစကံယထာကံမယထာတုခံစကလုံးလေးသုံးလုံးသုံးတယ် ယေနိစကံအလိုရှိတိုင်းယထကံမှာအလိုရှိရာယထဒုက္ခံကောင်းလို့ရရာအဲ့ဒါဘုံဘုံစိတ်ထဲမှာဘလို့နားလေသွားတော့ဘလို့တွေးမိတော့ဆိုတော့ဩစိတ်ဆိုတာနော်ကောင်းလို့ရရာ तू ကောင်းမယ်ထင်တဲ့အာယုန်တွေပေါ်မှာကျက်စားလာဟုတ်လားယထဒုက္ခံကောင်းလို့ရရာအဲ့ဒီ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်ကျက်စားတဲ့အခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲကိုမှ तू ကဘာထက်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတဲကမှ तू ကြိုက်တာကိုထပ်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်တဲ့ဖုံဖုံတို့ကကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမေထင်တာကိုရွေးပြီးတော့ကျစားတယ်အဲဒီကောင်းမေထင်တာတွေကမှကိုစိတ်ကြိုက်ကိုကြိုက်တာထပ်ပြီးတော့ရွေးတယ်ပေါ့အဲဒီကြိုက်တာကိုတွေ့ပြီးဆိုရင်တော့ရေနှိစကံအလိုရှိတိုင်းတဲ့အလိုရှိတိုင်းဆိုတာကတော့အတိုင်းစားမရှိတော့ဘူးပေါ့နော်ဒီတည်းပဲ तू ကတဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့ကျစားနေတော့တာစိတ်ရဲ့သဘောလေးကိုဖုံဖုံကအမျက်စွာဖျား ြောပြတဲ့စကလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုပြောပြတာဟုတ်လားကောင်းတယ်ထင်တာတည်းကမှကြိုက်တာကြိုက်တာကိုတွေးပြီဆိုရင်တော့ကြိုက်တဲ့လောက်သူကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တိုင်အောင်ဒီစိတ်ဟာဒီပုံစံနဲ့သူထင်းတယ်လို့ကျက်စားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဗယံပဒာဒီလိုလာခဲ့တာပေါ့အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုဥမာပေးတော့အင်ကုတ္တကဟောတဲ့ချွန်းကင်သောဆင်တိန်သည် ဟဋ္ထိပဝေနအမှုန်ရသောရှင်ကိုနေကနာတိဝိယနှိတ်ကွဆုံးမတကဲ့သို့အစ္ဆာယနေ့အဟံငါသည်တန်စိတ်တန် ထိုဖြစ်ရှင်တိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောယောနိသောမရတိကာရလို့ဆိုတဲ့တင့်တင့်လျှောက်ပတ်မှန်ကန်စွာတွေးတော်ဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာရဖြင့်နေကနိတာမိနှိတ်ကွပေအံဆုံးမပေအံဒီကြတဲ့သူကနှိတ်ကွတယ်ဆိုတဲ့စကားကိုသုံးတယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုဥမာပေးတော့ နော်ချုံးကင်ထားတဲ့ဆင်တိန်းဟာအမှုံရစ်တဲ့ဆင်ကိုဆုံးမတယ်လို့နှိမ့်ကွတ်တယ်လို့ဟုတ်လားဩဆင်ကိုဘုန်းဘုန်းတို့ဆုံးမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တဲ့နေသွားပြီးတော့ကင်လို့မရဘာပါရမလို့ချွန်းပါရမယ်နော်အဲ့လိုပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကင်တွေတဲ့နေရာမှာဘာမှဘုန်းဘုန်းတို့အသိဉာဏ်ပညာမရှိဘဲနဲ့ကိုယ်စိတ်ကိုလိမ္မာခြင်းလိမ္မာစေခြင်းနဲ့ရင်ကျေးစေခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုန်းဘုန်းတို့ဆုံးမလို့မရဘူး အမှုန်ရစ်တဲ့ဆင်ကိုဆုံးမပဲဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့။နော်ဒီစိတ်ကိုဘုံတို့ဆုံးမပဲဆိုလို့ရှိရင်လည်းပဲလက်နဲ့လိုတယ်ပေါ့နော်။အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပါပြုံးဆိုယောနိတော်လို့ပြောတယ်။ယောနိတော်ဆိုတာယောနိတော်မနတိကာလကိုပြောတာ။နော်ယောနိတော်မနတိကာလဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့။လမ်းကြောင်းမှန်မှန်တွေးတာ။နော်သူစဉ်စဉ်းစားတာဆင်ခြင်တာတွေးတော့တာလမ်းကြောင်းမှန်တယ်။မှန်တဲ့အတိုင်းသူတွေးတော့တဲ့ဆင်ခြင်တဲ့ နှလုံးသွင်းတတ်တယ်အဲ့ဒါကိုပါခေါ်တော့ယောနိတော်မနတိကာရအဲ့ဒီယောနိတော်မနတိကာရဖြင့်ဘုံဘုံတို့ရဲ့စိတ်ကိုဘာလို့ရမလဲတော့ဆုံးမရပါဘူးတဲ့